မင်္ဂလာပါရှင်ကျမတို့ရဲ့ခေတ်သစ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတင်ဆက်ပေးသွားမှာကတော့စကိုင်းငလျင်ကြီးကြောင့်နေပြည်တော်ရှိဌာနဆိုင်ရာအဆောက်အဦ20ပြည့်စည်သွားတဲ့ဆွေသတင်းနဲ့အတူအခြားနောက်ဆုံးရမြန်မာနိုင်ငံသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အနာသိစကစီစီယုံချုပ်ချေဆိုင်ရာနေပြည်တော်မှာ စကိုင်းကလျင်ကြီးကြောင့်ဝင်ကြီးဌာနဆိုင်ရာအဆောက်အအုံ20ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီအစိုးရအသိရပါဗျ။ငလျင်ကြီးကြောင့်နေပြည်တော်ကစီနယ်မြေထဲမှာပါတဲ့မြို့နယ်၈ခုကအဆောက်အအုံ2800ကျော်ထိခိုက်ပျက်စီးပြိုကျရမှာဌာနဆိုင်ရာအဆောက်အအုံ20ပါဝင်တာလို့စစ်ကောင်စီရဲ့နေပြည်တော်ကစီဝင်လုံးချုပ်ရင်းနဲ့နေစည်ရဝင်ကြီးဘုံမူကြီးရဲမိုးကစစ်တဝါရဖြင့် Telegram Channel တစ်ခုကိုဖြည့်ကြားထားတာပါ။စကိုင်းကလျင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဝင်ကြီးဌာနအမည်တွေကိုတော့အသေးစိတ်ပြောကြားထားတာမရှိပါဘူး။ ညပြီးတော့မှာစစ်ကောင်စီရဲ့စီရင်အရာအရင်ထိခိုက်သေးဆုံးသူဦးရေမှာသေဆုံးသူ662ဦးထိခိုက်ဒဏ်ရာရှိသူ859ဦးပျောက်ဆုံးသူ9ဦးရှိရလို့သိရပါဗျာ။ ပျက်စီးသွားတဲ့ဆောင်2800ကျော်မှနေအိမ်1000ခန့်ဖုန်ဒီကျောင်း150စာတင်ကျောင်း39ကျောင်းတရားတစင်ဖျားစီဒီ290နဲ့အခြားဆောင်180ကျော်ရှိရလို့စစ်ကောင်စီကဆိုပါတယ်နေပြည်တော်ကငလျင်ရှာဖွေကဲစည်းကိုတရုတ်အိန္ဒိယရုရှားစင်ကာပူထိုင်းဗီယက်နမ်တူရကီဘင်္ဂလားဒေ့ရှ်အင်ဒိုနီးရှားဖိလစ်ပိုင်နဲ့ရွေးအီးနိုင်ငံတွေကအကူအညီခဲ့ကြပါတယ် ရှာဘွေကေစေးနေရ145ခုမှာအသက်ရှင်လျက်149ခုကိုကယ်ထုတ်နိုင်ခဲ့ပြီးသေဆုံးသူ198ဦးရဲ့ရုပ်လောင်းတွေကိုတည်ထုတ်ပေးနိုင်ခဲ့လို့ဆိုပါရယ်။နေပြည်တော်မှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာယုံတွေငလျင်ချောင်းထိခိုက်ပျက်စီးမှုမှာယာရုအကြီးပိုင်းချုပ်ထိခိုက်ဒဏ်ရာရှိမှုတွေရှိခဲ့ပါသေးတယ်။မြန်မာနိုင်ငံကိုရောက်လာတဲ့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲတွန်ဖလက်ချာနဲ့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံမှုအပြီးမှတ်တမ်းတင်ထပ်ပုံရခြေထောက်မှာထိခိုက်ဒဏ်ရာထားတဲ့နိုင်ငံခြားရေးဌာနအဆင့်မြင့်ရရှိကြီးတို့ကိုတွေ့ရပါရယ်။ ်စစ်ကောင်စီရဲ့နိုင်ငံချိုင်းဝင်ကြီးဌာနယုံလဲထိခိုက်ပျက်စီးသွားခဲ့ပြီးတော့အစည်းအဝေးတွေကိုအဆောင်ပြေပမှာပြုလုပ်တာကိုတပ်ပုံမှန်တန်းတွေမှာသိရပါသေးတယ်ရှင်ရှိခင်းဆရာနာရှင်ဟောင်းဘုချုံမူကြီးတန်းရွှေတိဆောင်းသွားတဲ့အုတ်ချွေမျိုးတော်နေပြီးတော့ကမက်ရှလာ20ရဲ့နေကလုတ်ခတ်တဲ့စကိုင်းကလေးကြီးကချိခိုက်ပျက်စီးမှုတွေကြီးမာခဲ့တာပါတမရအိမ်တော်လှတော်ဆောင်နေဝနဲ့အင်ယာရီဈေးရီဆေးရုံတွေလမ်းတွေထိခိုက်ပျက်စီးခဲ့ပြီးတော့ငလင်ကန်ဦးနေရက်တွေကဆိုရင်လမ်းပန်းဆက်သွယ်ရေးရှေးနဲ့အမီပြတ်တောက်တာတွေဖြစ်ခဲ့ပါတယ် ဒုတိယတပုတ်အနေနဲ့ဖလန်မျိုးရှိစကံဆွေနောက်ဆုံးလက်ကျန်စစ်စကံကုန်းဖြစ်တဲ့ခလာရ268တရင်ကိုအပိသက်ဒိပိုင်လိုက်ပြီးထွက်ပြေးနေတဲ့စကံစီတပွဲများကိုလိုင်းလံရှင်းလင်းနေတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ဖလန်းမျိုးရှိလက်ကျန်268တရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများကိုလိုင်းလံရှင်လင်းနေကြောင်းစီးရီသတင်းမြစ်ကအဆိုပါရရှင်။ဧပြီလ9ရက်နေ့မနက်ပိုင်းမှာဖလန်းမျိုးရှိစကောက်စီရဲ့နောက်ဆုံးလက်ကျန်တက်စကန်ဖြစ်တဲ့ခလာယာနေ68တရင်ကိုချင်းညိနောင်နဲ့ဖာမေပူပန်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောက်စီတပ်သားများစကန်ဆွန့်ခွာထွက်ပြေးသွားတဲ့အတွက်လိုက်လံရှင်လင်းလျက်ရှိရာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးပါသည်။ တိုက်ပွဲဟာမပြီးသေးဘူးအခြေအနေကို CB ကနေထုတ်ပြန်ဖို့ရှိပါတယ်လို့ချင်းကြီးနောင်ဖွဲ့ CB ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပြခဲ့ပါတယ်။ထို့သောစစ်ကောင်စီရဲ့လက်ကျန်တရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလေးကြောင့်ဖြစ်တိုက်ခိုက်မှုများရှိနေသေးပါ။အဆိုပါဖလန်းမြို့သိမ်းတိုက်ပွဲကိုချင်းကြီးနောင်နဲ့မဟာမိတ်ပူရန်တပ်ဖွဲ့များကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရအစပိုင်းမှာဖလန်းမြို့မှာရဲစခန်းထွေအုပ်ရုံနဲ့မြို့ရင်းရှိစစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ခလာနီချာရှိတရင်ကိုအပိသက်သိမ့်ပိုင်နိုင်ခြင်းမရှိဘဲဖိတ်ဆို့တိုက်ခိုက်ခရာလီလာကျော်အကြာမှာသိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိ